င်္ဂါပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့မြန်မာနိုင်ငံရှိလူမျိုးအလုံးကိုလွှမ်းခြုံနိုင်မယ့် Federal Democracy ပြည်ထောင်စုကဘလို့စနစ်မျိုးဖြစ်တဲ့လဲဆိုတဲ့အပေါ်စီးနဲ့နိုင်ငံရေးကိစ္စတွေကြာတုံ့တက်မှုတွေရှိနေတယ်ဆိုတဲ့သတင်း American သမ္မတ Donald Trump ဟာဇွန်လ22ရက်ကအီရန်ရဲ့နျူကလ িয়ার စစ်ရုံတွေကိုတိုက်ခိုက်ခဲ့မှုဟာ အန်ရရှိတဲ့နိုင်ငံသားရဲ့ policy ကိုတွေးလိုက်ရခြင်းပဲဆိုတဲ့တဲ့တင်အပါအဝင်နောက်ဆုံးရပြည်တွင်းတဲ့တင်နိုင်ငံတကာတဲ့တင်နဲ့အာကစားတဲ့တင်ကိုတင်ဆက်ပေးမှာပါပထမဆုံးတင်ဆက်ပေးမယ့်တဲ့တင်ကတော့မြန်မာနိုင်ငံရှိလူမျိုးအလုံးကိုလွှမ်းခြုံနိုင်မဲ့ Federal Democracy ပြည်ထောင်စုကဘလို့စနစ်မျိုးဖြစ်တင်လဲဆိုတဲ့အပေါ်စီးနေနိုင်ငံရေးကိစ္စတွေကြောင့်တုံ့တက်မှုတွေရှိနေတဲ့ဆွေတဲ့တင်ကိုတင်ဆက်ပေးလိုက်ပါတယ် မြန်မာနိုင်ငံရှိလူမျိုးအလုံးကိုအာမခံကလွှမ်းခြုံနိုင်မယ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကဘယ်လိုစနစ်မျိုးဖြစ်တဲ့လဲဆိုတဲ့အပေါ်စီးရင်းနဲ့နိုင်ငံရေးအကဲခတ်တွေကြားတုံ့တက်မှုတွေရှိကြပါတယ်မြန်မာနိုင်ငံဟာလူမျိုးအခြေခံနိုင်ငံမဟုတ်ဘဲပထဝီအခြေခံနိုင်ငံဖြစ်ဖို့လိုပြီးပြည်နယ်ရဲ့နာမည်ကိုလည်းလူမျိုးနာမည်မတက်ဘဲပထဝီအခြေခံနာမည်တက်ဖို့လိုတယ်လို့မြန်မာတက်မတော်ဘက်ကပြောခဲ့မှုကြောင့်ငင်းကြဲလုပ်ငန်းစဉ်မှာပါဝင်လှုပ်ဆောင်နေသူဦးခွန်ဆိုင်က CNN သတင်းဌာနကိုပြောပါရယ်ဒါပေမဲ့လေတိုင်းရင်းသားအခွင့်အရေးတစ်ခုမှမရရှိတဲ့ကြားထဲမှာ တရင်သားနာမည်ကိုထပ်ဖြောင်းမဲ့အပေါ်တရင်သားတွေကလက်မခံကြကြအောင်တရင်သားတွေဟာအဖိနှိတ်ခံနေခြင်းကနေသူတို့လူမျိုးပျောက်ပြတ်သွားမှာကိုစိုးရိမ်နေကြခြင်းအပေါ်နိုင်ငံတကာအုပ်ချုပ်တဲ့ခေါင်းဆောင်တွေအနေနဲ့လည်းတတိထားရမှာဖြစ်ကြောင်းလူမျိုးအခွင့်အရေးပေးပြီးမှတဆင့်ချင်းလှုပ်ဆောင်ရမှာဖြစ်ကြောင်းသူကပြောပါတယ်။အရင်ကဗမာပြည်ခေါ်တာကိုအခုမြန်မာပြည်ခေါ်မယ်မြန်မာဆိုတော့အားလုံးကိုတွန်းချုံတဲ့အဝဟာရဖြစ်တယ်ဒါကိုလေကျွန်တော်တို့အများစုကလက်မခံနိုင်ဘူးတဲ့နော် အများစုကိုလက်ခံနိုင်တဲ့နာမည်မျိုးကျွန်တော်ဝိုင်းယူရမှာပေါ့လို့ဒီပြင်ကောင်းဆောင်တွေကလည်းပြောပါတယ်ခင်ဗျာနော်အဲဒီတော့ကျွန်တော်တို့နိုင်ငံကို ကောင်းကျင်တယ်ဆိုလို့ရှိရင်တစ်ဖက်ကလူမျိုးကို အရေးထားနေတဲ့အခြေအနေမှာရုပ်တရက်ချက်ချင်းကျွန်တော်တို့ကပြောင်းကျင်တယ်ဆိုတော့မရဘူးဒါတစ်ဆင့်ပြီးတစ်ဆင့်သွားမယ်ကိစ္စဖြစ်ပါလေ အမေရိကန်လို Arizona ပြည်နယ်ဆို Arizona မြို့လူမျိုးဆိုတာမရှိပါဘူး Texas ပြည်မှာလည်း Texas လူမျိုးမရှိပါဘူးအဲ့ဒါလူမျိုးဖြစ်လာဖို့ခါကျွန်တော်တို့ကအခုအချိန်ဒီမှာကျွန်တော်တို့သင်ပြီးတင်သွားအောင်မှာဖြစ်တယ်ကျွန်တော်လည်းဖြစ်စီချင်တယ်ကြာအဲ့လိုမျိုးဒို့တော့လည်းပဲအခုလက်ရှိမှာလူမျိုးကအဖိမိခံနေရတဲ့ခါရောကိုလူမျိုးပြောက်မှာကိုစိုးရိမ်နေကြတာဒါကိုလည်းကျွန်တော်တို့နိုင်ငံအုပ်ချုပ်တဲ့ခေါင်းဆောင်တွေကတတိထားအောင်မှာဖြစ်တယ် ငါတို့လူကျင်တာကိုချက်ချင်းလုပ်လို့မရဘူးတဆင့်ပြီးတဆင့်လုပ်အောင်မေးတဆင့်ပြီးတဆင့်လုပ်သွားမေးလူမျိုးအခွင့်အရေးတွေပေးမယ်နောက်ပေးပြီးတော့နောက်ပိုင်းမှာကြာလို့ရှိရင်လူမျိုးအခွင့်အရေးရှိလာပြီဆိုလို့ရှိရင်နောက်ပိုင်းကြာလို့ရှိရင်တော့ဟိုလူမျိုးဆိုတဲ့ကိစ္စကအရေးကြီးတဲ့ကိစ္စဖြစ်သွားမှာမဟုတ်ဘူးအဲ့ဒီအချိန်မှာလူမျိုးတွေမကဘူးလူအခွင့်အရေးဆိုတာရှိလာမှာလူအခွင့်အရေးကတော့ပုံပြမှာ အဓိကဖြစ်လာနိုင်တယ်လူအကွင့်ရေးဖြစ်အဓိကဖြစ်လာတဲ့အချိန်မှာလူမျိုးကိစ္စကသူကတဖြည်းဖြည်းပြောက်သွားမှာပေါ့ဒီလူဝဲကျွန်တော်ယုံကြည်တယ်ကျွန်တော်ယုံကြည်တယ်မှားနေတာပေါ့ပေါ့အနာဂတ်မှာ Federal Democracy ကိုအခြေခံနဲ့ပြည်ထောင်စုတည်ဆောက်မယ်လို့နောက်ဆက်ကနေ NUG တို့ကအတိအထိပြောကြားပြီးတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့နိုင်ငံရေးပါတီတွေကိုစီယုံလျက်ရှိကြပေမဲ့လည်းဘလို့ပြည်ထောင်စုမျိုးတည်ဆောက်မယ်ဆိုတာကိုတော့တိတိကျကျပြောကြားခြင်းမတွေ့ရပါဘူး။ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗထိုစောက်ွယ်ထူဝင်က86နှစ်မြောက်ကောတူးလေးနှစ်မိခုံးမှာတော့လူမျိုးတွေနဲ့ပြည်သူအလုံးငြိမ်းချမ်းကောင်းမှုစွာနဲ့နေထိုင်ခြင်းကိုအာမခံတဲ့ Federal Democracy ပြည်ထောင်စုတည်ထောင်ရေးအတူတကွကြိုးပမ်းသွားရမယ်လို့ပြောကြားခဲ့ပါတယ်။အရင်အငိမ့်စားသမရာကြီးဦးသိန်းစိန်လက်ထက်ကလေးကလူမျိုးစုတွေနဲ့အကြင်ကြင်ဆွေးနွေးပွဲတွေလုပ်ခဲ့ပြီးသဘောတူညီမှုရထားတဲ့အရာတွေရှိကြောင်းအဲဒီကနေတဆင့်ကြဲကြဲပြန့်ပြန့်တောင်းဆိုလာလို့နားလေသဘောပေါက်ကြောင်းနဲ့ ဘယ်ကိစ္စမဆိုစပွဲဝိုင်းပေါ်ထိုင်ပြီးညှိနှိုင်းမယ်ဆိုတာကမရနိုင်စရာအကြောင်းမရှိဘူးလို့ရန်ကုန်စောင့်ကြည့်ဖွဲ့တည်ထောင်သူဒေါက်တာညိုညိုသိန်းက CNN သတင်းဌာနကိုပြောပါရယ်ဘာပဲဖြစ်ဖြစ်ဒါတွေကစပွဲဝိုင်းထိုင်ပြီးတော့ညှိနှိုင်းနေခြင်းမရနိုင်စရာအကြောင်းမရှိဘူးပေါ့နော်အာဟိုဒါကြောင့်မလို့အတူတူကစပွဲဝိုင်းနေမှာဒီကိစ္စတွေကိုညှိနှိုင်းရေးကိုဖြစ်ကိုအနေနဲ့ရေးကြည့်ရအောင်ဒါကြောင့်မို့စပွဲဝိုင်းလာပါအာရှင်းနေတာတွေလုပ်တင်နေပေါ့နော်အာတစ်ခါကလည်း အာဒီဒီဈေးမှမှုတွေကိုရှင်းပြတယ်နဲ့ပေါ့နော်ဘဏ္ဍကိုင်တန်ဖို့ပိုက်သေးတွေကအာဒီနိုင်ငံတို့အဖြစ်မဟုတ်ဘူးဒီနိုင်ငံရဲ့အဖြစ်ဟာတော့တပိုင်းဝိုင်းနေမှာရှင်းနေပြီတော့ပေါ့နော်ဘဏ္ဍနာတိတိကျကျဆောက်ဖို့ဖြစ်တယ်ပေါ့နော်အဲဒါမျိုးအတူရတော့ဘဏ္ဍကိုင်အင်အားစုတွေအားလုံးကိုပေါ့နော်အာကိုယ့်ရဲ့နိုင်ငံရေးဒီနေ့ချက်အတူတူအပြတ်ကိုပေါ့နော်အာလက်နက်တွေမစော့နိုင်ရင်ထောင်မှာပေါ့နော်ဒါနဲ့အဲ support တပိုင်းဝိုင်းနေလို့ ဒါကိုကိုယ်တိုင်းမပါတိုင်းရိုက်မပါနိုင်မှာမဆိုလိုက်ကပွန်နေပြီးဖိတ်ကြည့်ပြီးတော့ရှင်းနေတယ်လည်းမရောအဘိဓိဒီစားရည်နော်မြန်မာနိုင်ငံမှာဘာသာပေါင်းစုံလူမျိုးပေါင်းစုံရှိတဲ့အတွက်ဖက်ဒရယ်နဲ့တွားရမှာဖြစ်ပြီးဖက်ဒရယ်နောက်မှသာဒီမိုကရေစီရှိတဲ့တောင်းဒီမိုကရေစီဘလောက်ပေးပေးဖက်ဒရယ်မပေးပါကလက်ရှိနိုင်ငံရေးအခင်းကျင်းကမလွတ်မြောက်နိုင်ကြောင်းထောက်ပြမှုတွေရှိပါတယ်။ဒါပေမဲ့လေဒီမိုကရေစီကိုအရင်ရအောင်ကြိုးပမ်းပြီးမှ တရင်သားတွေတောင်းဆိုတဲ့ဖက်ဒရယ်အခွင့်အရေးကိုရယူဖို့လှုံ့ဆော်တင့်ကြောင်းလဲထောက်ပြမှုတွေရှိပါတယ်။တခြားတစ်ဖက်မှာတော့ဒီမိုကရေစီနဲ့ဖက်ဒရယ်ကြားရှုပ်ထွေးမှုတွေကြောင့်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲခဲ့တဲ့သမိုင်းတွေရှိသလိုလက်ရှိအမေရိကန်နိုင်ငံမှာလည်းဒီမိုကရေစီနဲ့ဖက်ဒရယ်ကြားရှုပ်ထွေးလာတာကြောင့်နိုင်ငံရေးပဋိပက္ခတွေဖြစ်ပွားနေတယ်လို့ထောက်ပြကြပါတယ်။မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုကြီးကြပ်နိုင်ဖို့အတွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်မှာ နိုင်ငံဝန်ထမ်းတွေကိုတာဝန်ပေးအပ်ဖို့စီစဉ်လာတာဟာဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့အပေါ်စီးရဲနဲ့နိုင်ငံရေးအခက်အခဲတွေကြားအမျိုးမျိုးသုံးသပ်လျက်ရှိနေတဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ မြန်မာနိုင်ငံမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုကြီးကြပ်နိုင်ဖို့အတွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းအစီအစဉ်မှာနိုင်ငံဝန်ထမ်းတွေအားတာဝန်ပေးရဖို့စီစဉ်လာခြင်းကဘာကြောင့်ဖြစ်နိုင်လဲဆိုတဲ့အပေါ်စီးရဲနဲ့နိုင်ငံရေးကက်ခဲတွေကြောင့်အမျိုးမျိုးသုံးသပ်လျက်ရှိနေပါတယ်။ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေပုံမှာ14ပါပြဋ္ဌာန်းချက်ကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့အစည်းအစီအစဉ်ကိုဖွဲ့စည်းရမှာအများယုံကြည်လေးစားခြင်းခံရသူပုဂ္ဂိုလ်တွေနဲ့ဖြစ်စေနိုင်ငံဝန်ထမ်းတွေနဲ့ဖြစ်စေ အနည်းဆုံး၃ဦးနဲ့ဖွဲ့စည်းရမယ်ဒီပုဂ္ဂိုလ်တွေအနက်တင့်လျော်သူတဦးကိုဥက္ကဋ္ဌအဖြစ်တာဝန်ပေးရမယ်တက်ဆိုင်ရာရွက်ကောက်ပွဲအရာရှိကိုအတွင်ရေးမှုအဖြစ်တာဝန်ပေးရမယ်လို့2025ခုနှစ်ဇွန်လ19ရက်ကပြင်ဆင်ခဲ့ပါတယ်ရွက်ကောက်ပွဲကိုမဖြစ်မနေဖျက်မယ်လို့ချိန်ချောက်မှုတွေကြောင့်အရက်သားတွေကရွက်ကောက်ပွဲကော်မရှင်အဖွဲ့အခွဲတွေမှာပါဝင်ဖို့ခက်ခဲတဲ့အတွက်နိုင်ငံဝန်ထမ်းတွေကိုအစားထိုးတာဝန်ပေးနိုင်ဖို့အတွက်ပြင်ဆင်တာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF မှဒီဥက္ကရာဥထောင်ကျော်ကဆင်းနေတဲ့တင်ဌာနကိုပြောပါရယ်ကြီးရတဲ့ပုံစံပေါ့နော်ဒီတစ်ခါရေတော့ပွဲရဲ့ရေတော့ပွဲပြောင်းဖြစ်နေဆိုတော့ပြောထားတဲ့စကားလည်းရှိတယ်အဲတမတ်တမတ်ကြတဲ့အမျိုးပေါ်မှာရှိတဲ့ဒီကျမီယာပါတီဟိုတာဝန်ရှင်ဆောင်ရွက်ဖို့ကသူတို့ရဲ့အန်ဒီအိုစိုးရင်ရတဲ့အနေအထားမျိုးရှိတော့တောင်းတောင်းကမလောက်ကြတဲ့အကြောင်းလို့နိုင်ငံဝန်တန်းမျိုးတာဝန်ပေးမယ်ဆိုတော့အမျိုးဖြစ်နေမှာထင်တယ် 而家唔會嘅，講啲假事咯。而家唔會最後都唔係最好嘅態度。我表態啦，即係佢講到，但係我呢啲咩開平啲嘅嘢做嚟先，但係我呢啲咁樣得意咁樣，你例如誒你又啦啦啦出把唔啦喎，得翻翻固，所以嘅鹹魚，但係你又生三奶嗱，都死掉喎。如果你啊飲平啲嘅茶，咁你上到你啱啱嗰陣時咧，就咩打我吧，安起嘢冇，反正就係做下，就講到補身啦，呢啲咁嘅嘢咯。 လူပဲဖြစ်ဖြစ်ရံမျိုးမျိုးဖန်တယ်လို့လုံးနိုင်ငံဝန်ထမ်းတွေလုံးလုံးအဲရိုနေနဲ့တန်းကြီးကိုအများဆုံးကြောင်းစီချင်တာပေါ့နော်လူပဲနိုင်နိုင်မို့လေအဲတမရောနဲ့အမယူထားတာထပ်ပါလို့ရှင်ဒီရပ်ဘက်အုပ်ချုပ်ရေးလေးဆိုမှပဲနိုင်ငံတကာရဲ့လက်ခံမှုဘောင်းမှုကလည်းရှိတဲ့အခါကျတော့တန်းကြီးရေကောက်ပွဲဖြစ်ဖို့အတွက်ကတော့အမှန်ကဲလို့ကတော့သဘောတူပါတယ်ပူပေါင်းနဲ့ဆောင်ရွက်ပါမှာပေါ့ဒီတော်စုရေကောက်ပွဲကော်မရှင်ဥပဒေကိုတတိယအကြိမ်ပြင်ဆင်တဲ့ဥပဒေကိုပြဋ္ဌာန်းလိုက်တယ်လို့နာဆာကဥက္ကဋ္ဌဝန်ထမ်းကြီးမင်းအောင်လိုင်ကဇွန်လ16ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ခဲ့ပါတယ် ဲ့နိုင်ငံဝန်ထမ်းတွေကိုရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌအဖြစ်တာဝန်ပေးအပ်နိုင်တဲ့ဥပဒေပြင်ဆင်ပြဋ္ဌာန်းမှုအပေါ်မှာအကျိုးသက်ရောက်မှုတိတ်မရှိဘူးလို့မြင်မိကြောင်းမဟုတ်တာလို့ရင်ယာရုပြုတ်မှာဖြစ်တဲ့အတွက်နိုင်ငံဝန်ထမ်းကိုရွေးကောက်အဖွဲ့ကအစဉ်စဉ်မှာတာဝန်ပေးမှုကရွေးကောက်ပွဲတမတမတ်ပို့ချနိုင်ကြောင်းတိုင်းလိုင်းရှမ်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌဦးဆိုင်ထေရောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရစေ။အဲအကျိုးသက်ရောက်မှုကတော့ tôi xin này mà ông mà để yêu cầu quê đi nhiều về vào nó đi အခုကဟိုဒါဝန်ထမ်းဖြစ်သွားပြီဆိုရင်လည်းတိုင်ရပြုတ်ကြရင်ဒါလည်းသူတို့မတရားလုပ်တာနဲ့နိုင်ငံရေးပါတီကတိုင်ရလို့ပြုတ်သွားမှလည်းဆိုရင်လည်းအပိုင်းလေးတွေချိန်နေမှာဆိုရင်တော့သူတို့ဒါမမကကလုပ်ဖို့တော့များလာပေါ့သူကတစ်ဖက်ပါတီကိုလည်းသူပါကောင်းပါပါလေပြည်ပြည်ကြားထဲကနေဒီမှာကျွန်တော်တို့အတွေ့အကြုံရဆိုရင်တော့ဒီ2020ရေကောက်ပွဲတုန်းကဆိုကော်မရှင်ကိုယ်တိုင်ကမှဒီ NLD ပါတီဘက်ကိုလုံလုံရရပါလာတာပေါ့နော်အဲမင်းမတမာမှုတွေကိုကျွန်တော်တို့ကတပ်ပုံတွေရိုက်ဗီဒီယိုတွေရိုက်ရိုက်ပြီး ီးမှဒီကွန်ရှင်ကိုတိုင်ကွန်ရှင်ကဆိုပြီးစီးဝေးခေါ်နိုင်ငံရေးပါတီကခေါ်ပြီးမှဒီကျွန်တော်တို့က projector နဲ့ထိုးပြအဲ့ဒီစာရေးလုပ်ရတာဒီမဲထဲနေရတပ်ဖို့ရိုက်ခွင့်မရှိဆိုတာရှင်တို့မသိဘူးလားပေါ့တစ်ဖက်တည်းဘိုးကတမတရားလုပ်တဲ့ကိစ္စကိုကျွန်တော်မှတိုင်းယူကြတာအခုလိုကြလာနိုင်ငံဝန်ထမ်းတို့ remit ဖြစ်လာရင်ကျွန်တော်တို့နိုင်ငံရေးပါတီကလည်းငြိမ်ညီမှမို့တိုင်ရရင်တော့ဒီပြုတ်သွားနိုင်တယ်ပြုတ်သွားတဲ့အပိုင်းကဏ္ဍတွေကြရင်တော့ဒီကလည်းထားမယ်မဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်တာပါနော်ဟိုတုန်းကဖြစ်ဖြစ်တဲ့မတရားမှုတွေကိုတော့သူကတော့ အဲ့ဒီပုံစံကိုတစ်ခါတက်ကိုလိုက်မယ်လို့တော့ကျွန်တော်မထင်ဘူးပေါ့မြန်မာနိုင်ငံမှာရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလနဲ့2026ခုနှစ်ဇန်နဝါရီလတို့မှာအပိုင်းလိုက်ခွဲပြီးကျင်းပမှာဖြစ်ကြောင်းရွေးကောက်ပွဲအနိုင်ရရှိတဲ့ပါတီကိုနိုင်ငံတော်အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်းရွေးကောက်ပွဲကိုဂုဏ်သိက္ခာရှိတဲ့ရွေးကောက်ပွဲဖြစ်စေလို့ကြောင်းဂုဏ်သိက္ခာရှိတဲ့လွတ်တော်တရက်ပေါ်ပေါ်လာစေလို့ကြောင်း နန်းဆောင်ကဥက္ကရာဗိုလ်ချုပ်မှုကြီးမြင့်အောင်လိုင်ကပြောထားပါဗျ။တိုင်းရင်းသားလက်နက်ကိုင်တွေအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NPDF တို့ကတော့နန်းဆောင်ကကျင်းပမဲ့ရွေးကောက်ပွဲကိုမပြတ်ပြတ်အောင်ဖြန့်မယ်လို့ထုတ်ပြန်ကြေညာထားပါဗျ။ CNN တင်ထောင်ထားတဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။အမေရိကန် သမ္မတဒေါ်နယ်ထရန့်ဟာဂျွန်လ22ရက်က ီရန်ရဲ့နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ခဲ့မှုဟာအန်ဒီယားရှိတဲ့နိုင်ငံသားရဲ့ policy ကိုတွေးလိုက်ရခြင်းပဲဆိုတဲ့တင်ပြမယ်ဖြစ်ပါတယ်။တင်ပြပြည်သူကိုရှုစားလိုက်ရအောင်ပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဇွန်လ22ရက်ကအီရန်နျူကလ িয়ার စက်ရုံတွေကိုတိုက်ခိုက်ခဲ့မှုနဲ့အတူအကြီးမားဆုံးနဲ့အရေးဆုံးလှုပ်ဆောင်ခြင်းကနိုင်ငံကြီးမူဝါဒအလောင်းစားတစ်ခုဖြစ်ကြောင်းရိုက်တာကဖော်ပြခဲ့ပါဗျ။အီရန်အနေနဲ့နျူကလ িয়ার သဘောတူညီမှုရယူဖို့ဒါမှမဟုတ်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ရနိုင်ကြောင်းထရန့်ကဇွန်လ22ရက်ကပြောကြားခဲ့ပြီးနောက်အီရန်ကိုတိုက်ခိုက်ခဲ့တာဖြစ်ပါဗျ။ ဒါကြောင့်အီရန်ဟာကမ္ဘာပေါ်မှာရေလည်နဲ့ပတ်သက်ပြီးအသက်သွေးကြောတစ်ခုဖြစ်နေတယ်။ဟော့စမှုရေလည်ကြောကိုပိတ်ပြီးအရှေ့အလယ်ပိုင်းဒေသရှိအမေရိကန်စစ်ကမ်းတွေကိုတိုက်ခိုက်ကလက်တော့ပြန်ပွင့်ရှိနေပါတယ်။ဒီချိန်ထဲမှာပဲအီရန်နဲ့သူ့ရဲ့လက်အောက်ခံအဖွဲ့တွေဟာအစ္စရေးကိုဒုံးကျည်တွေနဲ့တိုက်ခိုက်မှုကိုအရှိန်ပြင်းနေနေပြီးကမ္ဘာတဝန်းရှိအစ္စရေးနဲ့အမေရိကန်အကျိုးစီးပွားတွေကိုတိုက်ခိုက်ပွဲရှိအောင်ကြွမ်းကျင်သူတွေကပြောကြားခဲ့ပါတယ်။ဒီချိန်နေများမှာစစ်ပွဲဟာထရက်ကမ်မန်ခေတ္တနဲ့ပုံမကျဲပြားလာနိုင်ပြီးအီရန်နဲ့အာဖဂန်နစ္စတန်မှာအမေရိကန်ရှေ့ကြားတဲ့စစ်ပွဲတွေလိုဖြစ်လာနိုင်ပါတယ်။ ရန်ကအီရန်နဲ့အာဖဂန်နစ္စတန်စစ်ပွဲတွေကိုမိုင်မဲတဲ့ဆုံးဖြတ်ချက်တွေလို့ပြောဆိုခဲ့ဘူးသလိုဒီစစ်ပွဲလို့နောက်တစ်ချိန်ဘယ်တော့မှဖိအားမှမဟုတ်ဘူးလို့ကတိပြုခဲ့ပါဗါရယ်။အီရန်ကအားနည်းနေပြီးစေအေးဆွမ်းဆောင်ရည်တွေလည်းကြာဆင်းနေပါဗါရယ်။ဒါပေမဲ့သူတို့ကအင်အားများတဲ့စစ်ပွဲကိုတိုက်ခိုက်နိုင်တဲ့နည်းလမ်းတွေရှိနေပြီးအဲဒီစစ်ပွဲကလည်းခဏလေးနဲ့ပြီးသွားမှာမဟုတ်ပါဘူးလို့အရှိလေပိုင်းဒေသမှာစစ်စစ်ညီနိုင်သူတွေတာဝန်ယူခဲ့မှုတဲ့အမေရိကန်အရာရှိအောင်အာရွန်ဒေးဗစ်မီလာကပြောကြားခဲ့ပါဗါရယ်။ထရန်အီရန်ကိုမတိုက်ခိုက်မီဇွန်လ21ရက်ညပိုင်းကအီရန်ကိုစေအေးအချင်းချောက်မှုတွေပြုလုပ်ခဲ့တယ်လို့ နျူကလ িয়ার စီမံကိန်းကိုဖျက်သိမ်းဖို့သဘောတူညီချက်ရယူဖို့အီရန်ကိုစီရင်ပြောဆိုခဲ့ပါတယ်။အီရန်ဘက်ကနျူကလ িয়ার သဘောတူညီချက်ရယူဖို့စိတ်ဝင်စားကြောင်းထရန်ကယူဆခဲ့ခြင်းမှာအီရန်ကိုတိုက်ခိုက်ခြင်းဟာမန်ကန်နဲ့လုပ်ရရာအဆုံးဖြတ်ခဲ့ကြောင်းအေဗီအိုအရာရှိတူကပြောကြားခဲ့ပါတယ်။မြောက်ကိုရီးယားကနိုင်ငံသားတွေကို ပြပထွက်ခွင့်ထိန်းချုပ်မှုကိုဖြေလျှော့လိုက်တယ်ဆိုတဲ့သတင်းကိုလည်းဆက်လက်ရှုစားလိုက်ရအောင်ပါ။မြောက်ကိုရီးယားအာဏာပိုင်တွေရဲ့ကြီးကြပ်မှုနဲ့တရုတ်ကိုတွားရောက်လက်ပတ်ခွင့်ရရှိခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေဟာတနနိုင်ငံကြားနယ်စပ်တစ်ခုကဲ့သို့ပိုင်းခြားထားတဲ့ယာလူမြစ်ပေါ်ကိုဖျက်ပြီးတရုတ်ကိုလေးလံခီးသွားရောက်နေကြတယ်လို့နီဂီအေရှားကဖော်ပြခဲ့ပါတယ်။ဇွန်လအစောပိုင်းကဒီမြောက်ကိုရီးယားခီးသွားတွေတင်ဆောင်ထားတဲ့သင်္ဘောတွေဟာတရုတ်နိုင်ငံကိုအပျော်ခီးထွက်နေကြပုံကိုနီဂီအေရှားသတင်းဌာနကမြင်တွေ့ခဲ့ရပါတယ်။ဒီလိုအပျော်ခီးထွက်မှုတွေဟာကမ္ဘာပေါ်မှာနိုင်ငံသားတွေကိုတင်းကျပ်စွာထိန်းချုပ်မှုကြောင့်မကောင်းသတင်းနဲ့ကြော်ကြားနေတဲ့ကင်ဂျိုဝမ်အစိုးရအဖွဲ့ရဲ့ မကြုံစဘူးထူးခြားတဲ့ခွင့်ပြုချက်ဖြစ်ပါတယ်။အေဗီလာကလေးကကင်ဟာမြောက်ကိုရီးယားနိုင်ငံသားအချို့ကိုချမ်းသာကြွယ်ဝတဲ့တရုတ်နိုင်ငံကို အပျော်ကြီးတွေထွက်ခွင့်ပြုဖို့ယုံကြည်ချက်ရှိခဲ့ပုံပေါ်ပါတယ်။ပုံမှန်အားဖြင့်မြောက်ကိုရီးယားနိုင်ငံသားတွေဟာပြည်ပနိုင်ငံများကိုလွတ်လပ်စွာတောင်းရခွင့်မရှိပါဘူး။ပြည်ပခီးစဉ်တွေအားလုံးကိုအစိုးရကထိန်းချုပ်ထားပြီးချမ်းသာကြွယ်ဝတဲ့နိုင်ငံသားတွေကုံတွေတွေနဲ့ပြည်ပမှာတွားရောက်အလုပ်လုပ်ကြိုင်တဲ့နိုင်ငံသားတွေကိုသာပြည်ပထွက်ခွင့်ပြုခဲ့ပါတယ်။ တရုတ်ဟာမြောက်ကိုရီးယားရဲ့အကြီးဆုံးကုန်သွယ်ဘက်နဲ့မဟာမိတ်နိုင်ငံဖြစ်ပြီးမြောက်ကိုရီးယားကုန်သွယ်တွေနဲ့ခရီးသွားတွေဟာတန်တုံကဲ့သို့တရုတ်နယ်စပ်မြို့တွေကိုအခါအားလျော်စွာဝင်ရောက်လေ့ရှိပါတယ်။ဒါပေမဲ့မြောက်ကိုရီးယားခရီးသွားအုပ်စုတွေကိုအစိုးရရဲ့တာဝန်ရှိသူတွေကလိုက်ပါစောင့်ချက်ခဲ့ပြီးဝါဒမိုင်းစိတ်ဝင်မှုမရှိစေဖို့တရုတ်နိုင်ငံသားတွေနဲ့ထိတွေ့မှုဆက်ဆံမှုအင်တာနက်အသုံးပြုမှုတွေကိုတားမြစ်ပိတ်ပင်ခဲ့ပါတယ်။တရုတ်ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရဲ့ဝန်ကြီးဌာနတွေကထိပ်သီးအရာရှိတွေပေါဝင်တဲ့ပထမဆုံးအကြိမ်သုံးပွင့်ဆိုင်အစည်းအဝေးကိုဂျွန်လ19ရက်ကပြုလုပ်ခဲ့တယ်လို့တရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနကထုတ်ပြန်ခဲ့တဲ့သတင်းကိုလည်းတင်ဆက်ပေးလိုက်ပါရစေ။ တရုတ်ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကြီးဝန်ကြီးဌာနတွေကထိပ်သီးရာရှိတွေပါဝင်တဲ့ပထမဆုံးအကြိမ်သုံးဝန်ဆိုင်စည်းဝေးကိုဇွန်လ19ရက်ကပြုလုပ်ခဲ့ကြောင်းတရုတ်နိုင်ငံကြီးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တယ်လို့ Indian Express ကဖော်ပြခဲ့ပါတယ်။ဒီစည်းဝေးကိုတရုတ်နိုင်ငံတောင်ပိုင်းယူနန်ပြည်နယ်ကုမင်းမြို့တော်မှာပြုလုပ်ခဲ့တာဖြစ်ပါတယ်။တရုတ်ဟာပြီးခဲ့တဲ့လကလည်းပါကစ္စတန်အာဖဂန်နစ္စတန်နိုင်ငံကြီးဝန်ကြီးဌာနတွေနဲ့တောင်ပိုင်းဆိုင်အစည်းအဝေးကိုပြုလုပ်ခဲ့ပြီးနောက်အခုအစည်းအဝေးဟာတရုတ်အတွက် ိန္ဒိယရဲ့အိန္ဒိယနိုင်ငံတွေပါဝင်တဲ့ဒုတိယအကြိမ်မြောက်သုံးပွင့်ဆိုင်အစည်းအဝေးဖြစ်ပါတယ်။ကုမဲမှာပြုလုပ်တဲ့အစည်းအဝေးကိုတရုတ်ရဲ့ဒုတိယနိုင်ငံသားရေးဝန်ကြီးဆွန်ဝေတုံ၊ဘင်္ဂလားဒေ့ရာယီနိုင်ငံသားရေးဝန်ကြီးယာဟူအလန်စစ်တင်နဲ့ပါကစ္စတန်ရဲ့အရန်နိုင်ငံသားရေးအတွင်းဝင်အမရန်အာမက်စင်ဒီဂွီတို့တက်ရောက်ခဲ့ပါတယ်။ဒါ့အပြင်ပါကစ္စတန်နိုင်ငံသားရေးအတွင်းဝင်အန်နာဘာရုစ်ကလည်းအစည်းအဝေးအစပိုင်းဆွေးနွေးမှုတွေကိုရီယိုဆက်သွယ်မှုကတစင်တက်ရောက်ခဲ့ပါတယ်။ င်္ဂလားဒေ့ရှ်နဲ့ပါကစ္စတန်ဟာတရုတ်ရဲ့မိတ်ဆွေကောင်မိဖက်ကောင်အိမ်နီးချင်းကောင်တွေဖြစ်တယ်လို့တရုတ်ဒုတိယနိုင်ငံသားရေးဝန်ကြီးစွန်းကပြောကြားခဲ့ပါတယ်။ဒီနိုင်ငံစလုံးဟာတရုတ်ရဲ့ပလန်၊ရာဝန်းစီမံကိန်းအတွက်အဓိကမိဖက်နိုင်ငံတွေဖြစ်တယ်လို့သူကထပ်လောင်းပြောကြားခဲ့ပါတယ်။သုံးနိုင်ငံအရာရှိတွေဟာသူတို့ကြားပူးပေါင်းဆောင်ရွက်ရေးကိုမြင့်တင်ဖို့အတွက်သဘောထားတွေအားဖလှယ်ခဲ့ကြပြီးနောက်ထပ်သဘောတူညီချက်တွေနဲ့အတွေ့အမြင်တွေကို အကောင့်တွေဖော်ဖို့အတွက်ပူးတဲ့အဖွဲ့တစ်ဖွဲ့ထူထောင်ဖို့လဲသဘောတူညီခဲ့ကြတယ်လို့သတင်းစာရှင်းလင်းပွဲမှာထုတ်ပြန်ခဲ့ပါတယ်။တရုတ်ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်တို့ကြားပုံမှန်နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုဟာတုံးနိုင်ငံစလုံးရှိပြည်သူတွေရဲ့ဘုံကျိုးစည်းဝါးနဲ့ကိုက်ညီကြောင်းဒေသတွင်းငြိမ်းချမ်းရေးတည်ငြိမ်ရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့တာယာဝါပြောရေးတို့ကိုအထောက်အကူပြုနိုင်တယ်လို့ဆွန်းကပြောကြားခဲ့ပါတယ်။ အခုလိုကနဦးဆုံးတွဲမှုတွေကိုအခြေခံပြီးအနာဂတ်ပူပေါင်းဆောင်ရွက်မှုအတွက်လက်တွေ့ကျတဲ့ခြေလှမ်းတွေကိုရှာဖွေဖို့နဲ့နောက်ထပ်အစည်းအဝေးတွေထပ်မံကျင်းပဖို့မျှော်လင့်ထားတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ CNN သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပါချိုကာတင်းနဲ့ FIFA ကလပ်ကဘာဖလာအုပ်စုဒုတိယပွဲစဉ်မှာအနိုင်ရခဲ့ပြီးနောက်ကွင်းလယ်လူဘယ်လင်ဂမ်က နိပြာဇာပီအလွန်ဆိုကိုချစ်ကျွမှုပြုလုပ်ခဲ့တဲ့ဆွဲတဲ့တင်ပဲဖြစ်ပါတယ်။တင်ပြီးတော့ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဗီရတင်ဟာပါဂျူဟာတင်းတဲ့ဖီဘာကလပ်ကမ္ဘာဗလာအုပ်စုဒုတိယပွဲစဉ်မှာပွဲချင်း9မိနစ်ခရဲကအစားမတိုးရောနဲ့ကစားခဲ့ရပြီမဲ့၃ဂိုးတကိုးနဲ့အနိုင်ရခဲ့ပြီးနောက်ကွင်းလဲလူဘဲလင်ငယ်ကအနီးပြဇာဘီအလွန်ဆိုကိုချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ဘဲလင်ငယ်ကအဆန်စီကိုထုတ်ခံရပြီးနောက်ခက်ခဲခဲ့ပါတယ်။နီးပြအလွန်ဆိုကပုံစံကိုပြောင်းဖို့ဆုံးဖြတ်ခဲ့ပြီးကျွန်တော်တို့အားလုံးကလည်းဒီတာဝန်ကောင်းမွန်စွာယူနိုင်ခဲ့ပါတယ်။ရာဇူရုတန်ရောပါဂျူဟာတင်းရဲ့ကံကြက်အများပြားကိုလည်းခံခဲ့ရပါတယ်။ကော့ဒရက်စ်ကအလွန်ကောင်းပါတယ်။ကောင်းမွန်နိုင်ွယ်ဖြစ်ခဲ့ပေမဲ့ပြည်ပြည့်စုံမှုတော့မရှိပါဘူး။နီးပြရဲ့စေဦးကတော့အန်အောစီယာကောင်းခဲ့ပြီးကျွန်တော်ဆက်သွားရမှာပါလို့ပြောခဲ့တာပါ။ ဘီအက်တင်ကနိဗျဇာဗီအလွန်ဆိုစတင်ကြိုင်တွေပထမဆုံးပွဲစဉ်မှာအေလီယန်တင်းရဲ့တဘောစီတည်ကြခဲ့ပြီးဒုတိယပွဲစဉ်ဖြစ်တဲ့ပါချူကအတင်းရဲ့ပွဲစဉ်မှာကစားမတူစောစီကထုတ်ပယ်ခံခဲ့ရကြောင်းခက်ခဲမှုတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါပေမဲ့ရီယက်တင်ကအကောင်းဆုံးရင်ဆိုင်နိုင်ခဲ့ပြီးဘယ်လင်ငယ်ဂူလာနဲ့ဘယ်ဘာဒီတို့ကတဘောစီတင်ကပါချူကအတင်းကိုဦးဆောင်နေကြတာပါ။ပါချူကအတင်းရဲ့ခြေပါကိုမွန်ဒီရယ်ကတွင်းယူခဲ့တာဖြစ်ပါတယ်။ ဘယ်လင်ကဒီဘက်မှာအတွင်းကိုလည်းတွင်းဝင်နိုင်ခဲ့တယ်လို့ခြေစွမ်းလည်းပြသနိုင်ခဲ့တာကြောင့်အကောင်းဆုံးစားသမားဆုရရှိခဲ့ပါတယ်။အင်းလန်ကွဲတယ်လို့ဘယ်လင်ကကာလာရှိရာခန်းစားနေရတဲ့ပခုံးနာခြင်းမှုကို FIFA ကလပ်ကဘာဖလားပြိုင်ပွဲပြီးမှခွဲစိတ်မှုခံယူမယ်လို့လည်းအတည်ပြုခဲ့တာပါ။ဒီဘက်ပြီးမှာရီယဲတင်နောက်ခံလူရူဒီကလူမျိုးရေးခွဲခြားခံရလို့ပြောခဲ့ပြီးဒီပြစားပြီးလို့ဆိုတာဒီပြက်ကို FIFA ကစုံစမ်းစစ်ဆေးနေတယ်လို့ပြောခဲ့ပါတယ်။ရီယဲတင်ကပါချူကာတင်းကိုအနိုင်ရခဲ့ပြီးနောက်အုပ်စုပွဲစဉ်နှစ်ပွဲကစားပြီးမှရမယ့်၄မှတ်ရရှိတာကအုပ်စုနောက်ဆုံးပွဲစဉ်ပြီးဆဲလ်ဘက်တင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။ CNI သတင်းဌာနရဲ့2025ခုနှစ်ဇွန်လ23ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြည့်ရှင်တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။